။ဘီယင်ဂျီကအာဖန်တီကိုဘဲသားခွဲခိုင်းတဲ့အချိန်မှာအာဖန်တီကဘီယင်ဂျီကိုစာရအခက်ဆုံးအပိုင်းဖြစ်တဲ့ဘဲကောင်းကိုခွဲပေးလိုက်ပါတယ်။မင်းဂျီကတနိုင်ငံလုံးရဲ့အရှင်သခင်ဖြစ်တဲ့အတွက်ခေါင်းဆောင်အနေနဲ့ခေါင်းကိုယူတင်ပါတယ်။ဘဲကောင်မှာဘာအသားမှမရှိပေမဲ့ဘီယင်ဂျီလေတိတ်ခါကိုထိမ့်ပြီးတော့ညှိနေရပါတယ်။ဒီတဲ့ခါမှာတော့အာဖန်တီကဘဲလေပင်ကိုလှီပြီးတော့မိဖုရားနဲ့စကားသွားပြောလိုက်တယ်။ဘီယင်ကကောင်ဖြစ်ပြီးတော့မိဖုရားကလေပင်ဖြစ်ပါတယ်။ဘီယင်ဂျီနဲ့မိဖုရားကကောင်နဲ့လေပင်လိုစိတ်ချင်းဆက်ပြီးတော့ချစ်ခင်ကြတဲ့သဘောကိုဆောင်ပါတယ်။ မိဖုရားကမပြောပေမဲ့သူ့ကိုဘာမှပြန်ပြောလို့မရပါဘူးသူကသာဘဲလဲဘင်းကိုမစားဘူးဆိုရင်ဘယင်ကြီးကိုမချစ်ဘူးဆိုပြီးပြောနေတာနဲ့တူပါတယ်အာဖန်ဒီဘက်ကတော့ဘဲတောင်ပံကိုတီးပြီးတော့လက်ထပ်ပြီးသားမင်းသမီးတစ်ပါးရဲ့အရှိကိုသွားထားပေးလိုက်ပါတယ်မေသမီးနဲ့မင်းသားတို့နှစ်ယောက်ကအတောင်ပံနှစ်ဖက်လိုအမြဲတမ်းတွဲနိုင်ကြပါစေဆိုတဲ့သဘောကိုပြောလိုက်ပါတယ်။နောက်ဆုံးမှာတော့ဘဲချရာကိုတော့အာဖန်ဒီကလီပြီးတော့မင်းသားကိုသွားပေးလိုက်ပါတယ်။မင်းသားရဲ့အနာဂတ်ကခြေတလန်ပြီးတလန်ပို့ပို့ပြီးတော့တိုးတက်လာမယ်ဆိုတဲ့သဘောကိုဆောင်းချောင်းပြောလိုက်တယ်။ အခုအချိန်မှာတော့ဘဲကင်တစ်ခုလုံးကစားလို့အကောင်းဆုံးနေရာတွေပဲကျန်မာတော့တယ်။ကျန်နေတဲ့အပိုင်းကိုအားလုံးပြန်ခွဲပေးလိမ့်မယ်လို့ BNG ထင်နေတာပါ။ဒါပေမဲ့အာဖန်တီကဘဲခနာကိုစောင်းထားတဲ့သဘောမကောင်းတဲ့အတွက်သူတို့လိုအခြေခံလူရန်းစားတွေနဲ့ပဲထိုက်တန်တဲ့အကြောင်းကိုပြောလိုက်ပါတယ်။ခွဲတက်လိုက်တာခွဲတက်လိုက်တာဒီလိုနဲ့အာဖန်တီကဘဲတကောက်လုံးကိုခွဲလို့ပြီးသွားပါပြီ။အာဖန်တီကဘဲသားကိုအာရပါရစားနေပါတယ်။ BNG တောင်သူ့ကိုအားကျသွားပါတယ်။သူရဲ့ဘဲကောင်ကိုကိုက်ကြည့်တဲ့အချိန်ကျတော့တွားချိုးကန်ဒီတောင်ဖြစ်သွားခဲ့ပါလေ။ဘီယင်ကြီးလည်းအယံတော်သားထွက်သွားပါလေ အဲ့ဒါကြောင့်မို့လို့အာဖန်တီကိုမေကုံတစ်ခုမေးလိုက်ပါတယ်။ဒီမေကုံကိုလူတော်တော်များမဖြေနိုင်ကြပါဘူး။နေငါးကိုပြောပြစမ်းပေါ်တာရေကန်ထဲမှာရေပနဘုံစာရှိတာလေ။အာဖန်တီမဖြေနိုင်ပါကိုအားလုံးစိတ်ပူနေတဲ့အချိန်မှာဒီမေကုံကအာဖန်တီအတွက်အေးအေးဆေးဆေးပါပဲ။ဂျီရေဘုံသာကန်နဲ့ထတ်တူကြီးနေတယ်ဆိုရင်ရေတဘုံစာရှိပါတယ်။ရေဘုံသာကန်ရဲ့တဝက်စာပဲရှိရင်တော့ရေနှဘုံဖြစ်ပါတယ်။ဒီလိုနဲ့ကန်ရဲ့ area နဲ့ရေဘုံကိုတက်ပေးလို့ရပါတယ်။ဘယင်းကြီးလဲဆွန့်ရသွားပါတယ်။ပညာရှင်၃ယောက်ကိုခေါ်ပြီးတော့အာဖန်တီကိုမေကုံထုတ်ခိုင်းလိုက်တယ်။ ငါနင်းကိုမိမယ်ကောင်းကင်ပေါ်မှာဂျပန်နှလုံးရှိတာလေအာဖန်တီကတော့ခက်ပြပြိုးလေးနဲ့အဲ့လောက်လွယ်တဲ့မိကုံကိုသူ့ရဲ့မိတော်မှာဖြစ်နိုင်တယ်ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်မိရဲ့အမွှေးနည်းနဲ့နှုတ်ပြီးတဲ့အချိန်မှာတော့အာဖန်တီလည်းအပြေးပေးလိုက်ပါတယ်မိလေးကပြောတယ်ကောင်းကင်ပေါ်မှာရှိတဲ့ဂျယ်ရီကသူ့အမွှေးလောက်ရှိပါတယ်ပညာရှိကြီးကလည်းမိရဲ့အမွှေးကိုရေတွက်လို့မရတဲ့အကြောင်းသူ့ကိုပြန်ပြောလိုက်ပါတယ်ဒီရအမွေကိုရေတွက်လို့မရဘူးဆိုကြဲကကောင်းကင်ဘုံမှာရှိတဲ့ဂျယ်ရီကိုလည်းရေတွက်လို့မရတဲ့အကြောင်းကိုအာဖန်တီကပြန်ပြောလိုက်ပါတယ် အာဖန်တီရဲ့အဖြေကိုအားလုံးလက်ခံကြတဲ့အတွက်ပညာရှိနောက်တစ်ပါးကမိကုန်းနာတစ်ခုမေးလိုက်ပါတယ်။နေကကောင်းကင်ပေါ်မှာရှိတဲ့ဂျယ်ရီကိုရေတွက်လို့မရဘူးဆိုတော့ငါရဲ့မိုးစိမ်မွေးဘယ်နှပင်ရှိလဲဆိုတာလာရေးကြည့်ပါလား။အာဖန်တီလည်းမီးရဲ့အမိကိုသွားကင်ပြီးတော့ပညာရှိရဲ့မိုးစိမ်မွေးကမီးရဲ့အမိအရေးတွက်တဲ့အတူကြောင့်ကိုပြောလိုက်ပါတယ်။ပညာရှိကမယုံဘူးလို့ပြောလိုက်တယ်။အာဖန်တီလည်းတက်တက်ပြားတဲ့ဤတစ်ခုကိုပြောပြလိုက်ပါတယ်။အလို့ဆိုရင်နေကနေရဲ့မိုးစိမ်မွေကိုအရင်ဆုံးကောက်ကောက်လေးရေလိုက်ပြီးရင်တော့ဒီမီးအမီးရဲ့အမွေကိုထပ်ရေလိုက်ပါ တမြင်လောက်လုံနေရင်တော့ငါကအိုမဲအတုခံပြီးတော့ဒီမီကိုပြောင်းပြန်စီပြီးတော့လမ်းအလယ်မှာလဲပြလိုက်မယ်အခုအချိန်မှာနောက်ဆုံးပညာရှိရဲ့မိကုံးမဲကျမတော်တွေကဘာကြီးရဲ့အလယ်ဘူကပမာရှိနေသလဲဟေးဘေးကကြီးနေတဲ့သူတွေတော့အဲ့ဒီမိကုံးကြောင့်လန့်သွားကြတယ်အာဖန်တီဖြစ်နိုင်မယ်ဆိုတာမထင်ထားကြပါဘူးအဖန်တီကတော့ဒီမိကုံးလွယ်လွယ်လေးကိုသူကိုယ်တိုင်ဖြည့်စီရအောင်မလို့ပဲသူ့ရဲ့မြေနှစ်ချက်လောက်ကန်လိုက်ရင်တော့အပြည့်တန်းပြေလို့ရပါတယ်။အော်အေးအေးမြေလေးကပြောလိုက်တယ်။ကဘာကြီးရဲ့အလဲဘိုးကသူ့ရဲ့ဘယ်ဘက်ချက်တော့မှရှိပါတယ်တဲ့နော်။ ပညာရှိလေအာဖန်တီကိုတက်တေပြခိုင်းလိုက်ပါတယ်။အာဖန်တီကလည်းပညာရှိကိုမယုံဘူးဆိုရင်တော့ကိုရိုင်းကဘာတစ်ပတ်ပတ်ကြည့်လို့ရတယ်ဆိုပြီးပြန်ပြောလိုက်ပါတယ်။သူပြောတဲ့စကားသာမှားသွားခဲ့ရင်အပြင်းဆုံးပြစ်ဒဏ်ကိုလက်ခံနိုင်မယ်လို့ပြောနေပါတယ်။ပညာရှိ၃ယောက်လိုရဲ့မိဂုံတွေကိုအာဖန်တီကလွယ်လွယ်နဲ့ပြန်ဖြေနိုင်တာကိုတွေ့လို့သူတို့၃ယောက်လည်းထပ်ပြီးအဆက်မကွဲအောင်လို့ထွက်ပြေးသွားကြပါတယ်။အာဖန်တီကတကယ်ဉာဏ်ကြီးရှင်ဖြစ်နေတာကိုတွေ့လို့ဘယင်ကြီးလည်းသူ့ကိုလွှတ်ပေးလိုက်ပါတယ်။အာဖန်တီလည်းနောက်ဆုံးမှာသူ့ရဲ့မိလေးကိုစီပြီးတော့အိမ်ပြန်ရောက်သွားပါတယ်။